မြန်မာစစ်တပ်အင်အားအလုံးကျွန်း၃နာရပ်ဆိုင်ဖို့ EU တောင်းဆိုလိုက်ပါတယ်။စစ်ဘေးတင်နေကုညီရေးစင်ကြံဖန်တီးဖို့ Fortify Right တိုက်တွန်းလိုက်ပါတယ်။မြောင်မြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးမိရှို့နေပါတယ်။ဒီလိုနောက်ဆုံးရသတင်းတွေကို RFA ရဲ့မနက်ခင်းသတင်းအစီအစဉ်မှာကြားမှာပါရှင်။မြန်မာစစ်တပ်အနေနဲ့ရန်လိုတိုက်ခိုက်မှုတွေကိုအ мян ဆုံးရပ်တန့်ပြီး အင်အားအလွန်ကျုံသုံးတိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့လုံခြုံစိတ်ချယုံမကအတားစီကင်းတဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအမြန်ဆုံးခွင့်ပြုပေးဖို့ EU ဥရောပသမဂ္ဂကတောင်းဆိုလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာမတ်လ17ရက်နေ့ကကျင်းပတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ရဲ့62ကြိမ်မြောက်အစည်းအဝေးပြီးထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာအခုလိုတိုက်တွန်းလိုက်တာပါ။ ်မြန်မာနိုင်ငံကသက်ဆိုင်သူအဖွဲ့အားလုံးအယက်သားပြည်သူတွေကို အကာအကွယ်ပေးဖို့အပါအဝင်နိုင်ငံတကာဥပဒေတွေနဲ့နိုင်ငံတကာလူခွင့်ဥပဒေတွေကို လေးစားလိုက်နာဖို့လဲဥရောပသမဂ္ဂကတိုက်တွန်းပါတယ်ရခိုင်ပြည်နယ်ကစစ်ပေးတဲ့ပြည်သူတွေစီအရောက်သွားနိုင်အောင်နယ်ဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီပေးရေးစင်ကြံဖန်တီးဖို့ဘင်္ဂလားဒေ့အစိုးရနဲ့အာရခတပ်တော် AA တို့ကို45 right လူခွင့်လှုပ်ရှားမှုအဖွဲ့ကမနေ့ကတိုက်တွန်းလိုက်ပါတယ် ။စုဆောင်ရရှိထားတဲ့တပ်တွေအထောက်ထားတွေရမြန်မာစစ်တပ်ဟာရခိုင်နဲ့ရွန်ကြအတိုင်းဝိုင်းနှစ်ခုလုံးကရတားပြည်သူတွေအသက်ရှင်ရပ်တည်ဖို့လိုအပ်တဲ့အကူအညီတွေမရအောင်စနစ်တကျတားဆီးထားပြီးဒါဟာစစ်ရာဇမှုမြောက်နိုင်တယ်လို့လည်းအဖွဲ့အစည်းချက်မှာဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ကမြို့နယ်၁၉မြို့နယ်ထဲမှာပြည်နယ်မြို့တော်စစ်တွေရှိတဲ့စစ်တွေမြို့နယ်ကိုပဲစစ်ကောင်စီက ထိ ंछ ုပ်ထားနိုင်တဲ့အကြောင်းစစ်တွေဟာအရေးကြီးတဲ့စိတ်ကမ်းမြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးရက်ကနေရခိုင်ပြည်နယ်ကိုပေးပို့မဲ့အကူအညီတွေကိုပိတ်ပင်နိုင်တဲ့အကြောင်း Fort Divine Right ကတုံ့သက်ထားပါတယ်ရှင်။ရိတ်ခါပြဿနာကြုံနေရတဲ့ရခိုင်ပြည်နယ်ကိုကုလသမဂ္ဂကဥဆောင်တဲ့လူသားချင်းစာနာရေးကူညီပေးမဲ့အစီအစဉ်ကိုဘင်္ဂလားဒေ့ရှ်ကအပြုသဘောဆောင်အထောက်အကူပေးဖို့စဉ်းစားနေတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်ကပြောကြားကြောင်း BSS သတင်းကမနေ့ကဖော်ပြပါတယ်။အာဆီယံအရှေ့တောင်အာရှနိုင်ငံများအသင်းဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနမှမလ17ရက်နေ့ကတွေ့ဆုံချိန်မှာပြောကြားခဲ့တာပါ။အဲ့ဒီလိုတွေ့ဆုံချိန်မှာရိုဟင်ဂျာတွေစောစီးစွာပြောင်းနိုင်ဖို့လိုအပ်တာကိုလည်းအကြံပေးကပြောပါတယ်။ဒါရင်မကမြန်မာစစ်ကောင်စီအာဆီယံအဖွဲ့ဝင်တွေကုလသမဂ္ဂနဲ့အလူရှင်နိုင်ငံတွေပါဝင်တဲ့ရိုဟင်ဂျာတွေနေရပြန်ပို့မဲ့ပြည်ပြစုံနဲ့လမ်းညွန့်အစီအစဉ်ပြင်ဆင်ရေးတကြီးဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းတိုက်တွန်းပါတယ်။ စကိုင်းတိုင်းမြောင်မြို့နယ်မှာရှိတဲ့ပန်းညိုရွာကိုစစ်ကောင်စီတပ်ကမနေ့ကဝင်ရောက်စီးနင်းပြီးရွာလုံးကျွတ်မိရှုတယ်လို့ဒေသအခြေစိုက်ကာကွယ်တပ်ကပြောပါတယ်စစ်ကောင်စီရဲ့ပခုတ်ကူအခြေစိုက်အမှတ်101ချင်းမြန်တပ်မဌာနချုပ်ကအင်အား200ကျော်နဲ့ကုန်းချောင်းရောရေချောင်းကပါဝင်ရောက်စီးနင်းမိရှုနေတာလို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့တာဝန်ခံကိုຫນွေဦးကပြောပါတယ်ပန်းညိုရွာရွာခံနေတဲ့စစ်ပေးရှောင်းတွေကို မတ်လ10ရက်နေ့ကလေးကဘေးလွရာကို ကြိုတင်ပြောင်းရွှေ့ထားတယ်လို့ပြောပါတယ်ရှင်။စစ်တပ်အာဏာသိမ်းပြီးနောက်၄နှစ်နီးပါးအတွင်းစကိုင်းတိုင်းမှာအရသာ9300ကျော်သေဆုံးပြီး3800နီးပါးဒဏ်ရာရှိတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ဒေတာဘော်မြန်မာကမနေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ2021ခုနှစ်မတ်လကနေ2025ခုနှစ်ဇန်နဝါရီလအထိရရှိခဲ့တဲ့အချက်လက်တွေဖြစ်ပြီးသခိုင်းတိုင်းမှာလစဉ်ပြင်းမြအရက်သား130ကျော်တည်ဆုံပြီး80တန်းရတယ်လို့ဖော်ပြပါတယ်။ရွှေဘုံမုံရွာသခိုင်းကန့်ဘလူးရင်းမပင်နဲ့ကလေးခရိုင်တွေဟာတခြားခရိုင်တွေထက်အရက်သားပိုတည်ဆုံရတယ်လို့လည်းဆိုပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမှာလဲပတ်နေတဲ့ကြားပြတ်ငွေလင်းဂိုင်းတွေကနေကဲထုတ်လာခဲ့တဲ့နောက်ထပ်အင်ဒိုနီးရှားလူမျိုး25ယောက်ကိုမနေ့ကပြန်ရောက်လာပြီလို့နိုင်ငံသားဝန်ကြီးဌာနကပြောတဲ့အကြောင်းဗနာမာသတင်းကဖော်ပြပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ24ရက်နေ့တုန်းကလည်းအင်ဒိုနီးရှားနိုင်ငံသား25ယောက်ကိုပြန်ပို့ဆောင်နိုင်ခဲ့ပါတယ်။ထပ်မံစုံစမ်းစစ်ဆေးဖို့အတွက်သူတို့ကိုမလေးရှားတော်ဝင်ရဲတပ်ဖွဲ့ထံကိုအနှံလိုက်တယ်လို့ဆိုပါတယ်။ ရန်ကုန်နဲ့ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့အင်ဒိုနီးရှားတန်ယုံတို့ကဒီလူတွေကိုပြန်ပို့နိုင်အောင်ဆောင်ရွက်တာလို့ပြောပါတယ်။ဘန်ကောက်တန်ယုံကတာဝန်ရှိသူတွေကိုမလွဲအပ်ခင်ရန်ကုန်အင်ဒိုနီးရှားတန်ယုံကောင်စွန့်ဝင်ကမြောက်ရီကိုတွားပြီးအင်ဒိုနီးရှားနိုင်ငံသားတွေဟုံမဟုတ်စစ်ဆေးခဲ့ပါတယ်ရှင်။မိုးရစေဝါနှိမ်နီးရေးမှာလူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကျူးလွန်တဲ့ဆွဲချက်နဲ့ဖမ်းဆီးခံခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို တင်ဆောင်လာတဲ့အထူးလေယာဉ်ဟာနယ်သာလန်နိုင်ငံကိုမနေ့ကဆက်ရောက်လာပါတယ်။အသက်86နှစ်အရွယ်ဒူတာဒေးဟာနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရှိရာတဟိတ်မြို့ကို ရောက်လာတာဖြစ်ပြီးလာမယ့်ရက်တွေမှာတရားရင်ဆိုင်ရပါမယ်ရှင်။ဒီနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကို တင်ပြခဲ့တာပါ။ RFA ရဲ့အစီအစဉ်တွေကို RFA Barmis ရဲ့ Facebook, YouTube, Instagram, Telegram နဲ့ RFA website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမကဆမ်းမအောင်ပါရှင်